သခင်ရှုခရစ်တော်နာမ၌မိသားစုတယောက်စတန်ကိုမင်္ဂလာနေ့သီးလေးပါလို့နှုတ်ဖန်ဆက်တတ်လိုက်ပါတယ်။ဒီကနေ့9ရက်9လ2025စနေနေ့ယနေ့ဒီကိနာတိထမသာရဖျာသည်တင့်ကိုကောင်းကြီးပြည့်၍ဆောင်မတော်မူပါစေသောသာရဖျာသည်တင်၌မျက်နှာတော်အလင်းကိုလွှဲ၍ဂရုဏာကြည်စုပြုတော်မူပါစေသောသာရဖျာသည်တင့်ကိုမြတ်ကြည့်၍ချမ်းသာပြုတော်မူပါစေသောအာမင်။ခြေရမိသားစုများဒီကနေ့ကျွန်တော်တို့မိခာ ခန်းကြီး6အခန်းငယ်8ကိုအတူတူကဆင်ခြင်ခွင့်အယူကြပါစို့အချင်းလူကောင်းသောလမ်းကိုပြတော်မူပြီးတရားသဖြင့်ပြုခြင်းဂိယုဏကိုနှစ်သက်ခြင်းသင်ပြားသခင်ရှေ့တော်၌နှိတ်ချသောစိတ်နှင့်ကျင့်နေခြင်းမှာတပါအဘယ်ပူဇော်တက္ကကိုထာဝရဖျားတောင်းတော်မူသည်။ရှင်ရမတဆူများကျွန်တော်ရဲ့အသက်တာအသက်ရှင်တဲ့အခါမှာဘုရားသခင်ကောင်းသောလမ်းပြပါအလိုတော်လမ်းပြပါလို့ကျွန်တော်တို့ဆုတောင်းတတ်တယ် ဒါပေမဲ့မိခံ68ထဲမှာဗာပြောထားလဲဆိုတော့ဘုရားသခင်ကကောင်းသောလမ်းကိုပြပြီးသူလမ်းပန်လဲဆိုတော့တရားသဖြင့်ပြုခြင်းကကျွနာကိုနှစ်သက်ခြင်းဘုရားသခင်ရှိတော်မှာနှိတ်ချသော စိတ်နဲ့ကျင့်နေခြင်းအဲအဲ့ဒီပူဇော်တက်ကောင်ပဲဘုရားတောင်းတယ်ကျန်နေဘာမတောင်းဆိုတော့အထူးသဖြင့်ကျွန်တော်ရဲ့အထက်ထက်မှာနေ့စဉ်နဲ့အမျှ ပြုတဲ့အရာကတရားသဖြင့်ပြုသလားကြီးနိုင်ငယ်ငင်းနဲ့ကျွန်တော်အသက်ရှင်နေသလားဂိယူနာကိုတကယ်နှစ်သက်ရလားရှားခင်ဂိယူနာနောက်ပြမဘုရားရဲ့ရှေ့ပေါ်မှာဘယ်လိုကျင့်နေသလဲနေချနေသလားထောင်လွားနေသလားခြေတမီတဲ့စီမြကျွန်တော်တို့ရဲ့အထက်မှာတော်တော်များများကဘုရားရဲ့ဂိယူနာကိုကျွန်တော်တို့ကမနှစ်သက်ဘူးဘုရားရဲ့ဂျေဇုပြုခြင်းကိုကျွန်တော်ကမှီပြီးတော့မှထောင်လွားသောအသက်တံနဲ့သွားတတ်တယ် ဲ့ဒီကနေ့ဘုရားသခင်တောင်းတဲ့ပူဇော်တကသူရဲ့ရှင်းမောက်မှာနှိတ်ချသောစိတ်နဲ့ကျင့်နေခြင်းနှိတ်ချသောစိတ်နဲ့ကျင့်နေခြင်းလို့ပြောတဲ့အခါမှာဘုရားသခင်ကိုကျွန်တော်ရဲ့အသက်တာထဲမှာသူ့ကိုအပေါ်မှာထားတယ်ကိုကအောက်မှာနေတယ်ဆိုတဲ့သဘောပဲဒိဗေကဘုရားသခင်ကိုအမြဲတမ်းကိုးစားနဲ့ခိုးလို့မယ်ငါဘာမှမဟုတ်ဘူး तू ကငါရဲ့ဘဝအသက်တာတွေအရေးကြီးဆုံးပဲအဲအဲ့ဒီအရာကနှိတ်ချသောစိတ်နဲ့ကျင့်နေခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တယ် ကြောင့်မလို့ဒီကနေ့ဘုရားသခင်တောင်းတဲ့အရာကိုကျွန်တော်တို့ရဲ့တရားဓမ္မဆင်ခြင်ပြီးတော့မှတကယ်ပဲဒီနေ့လုံးနေချတော့စိတ်နဲ့ကျင်းချင်အဖြစ်ဘုရားသခင်နှစ်တဲ့တော်သူဘုရားသခင်ပြတ်တော်လမ်းကိုလိုက်သွားတတ်တဲ့သူအသည်သည်ဖြစ်ဖို့အတွက်နှုတ်ကပတော်အဖြစ်မြတ်တဲ့ဝင်ကြတယ်။တင်းကိုဘုရားသခင်တိုင်းကောင်းချီးပေးပါစေ။အာမင်။